အမြဲတောသားကိုထိ်ချု်ခြင်းဆိုတာပဲပုံပဲနီသူတော်ကောင်းတွေဟာထိန်ချုပ်ခဲ့တယ်လေဆိုတာအာယ90ဇတ်တော်တွေထဲမှာສຸລະບໍດິສາດະກະဆိုတဲ့ສຸລະບໍດິສັດສັບောင်း958ຈະມີ443ຄູ່ມຍສຸລະບໍດິສັດဟာ အမြဲဒေါသကိုပဲပုံထိန်ချုပ်ရမယ်ဆိုတာလက်တွေ့ကျင့်သုံးလိုက်နာဖို့သင်္ကန်းစာပေးတဲ့ဆရာလမ်းပဲဖြစ်တယ်သင်္ကန်းစာပေးတာဟာတကယ်ဘဝတစ်ခုမှာကြုံတွေ့လာတဲ့တကယ်ဖြစ်ပြက်ကိုယ်ကြီးညွှန့်ပြီးတော့သင်္ကန်းစာပေးတယ်လူတိုင်းလူတိုင်းဟာအမြဲတမ်းကိုမထိန်ချုပ်နိုင်တာမဟုတ်ဘူး ထိန်ချုပ်နိုင်တဲ့ပုံကိုယ်တွေရှိတယ်။အဲ့ဒီထိန်ချုပ်နိုင်တဲ့သူတော်ကောင်းတွေဟာဘယ်လိုတွေ့တော့ဆင်ခြင်သုံးသပ်ပြီးတော့မြတ်တော်သားကိုထိန်ချုပ်တယ်လဲဆိုတာကိုမြတ်စွာဘုရားက ဟောပြောတာဖြစ်တယ်။ဘာကြောင့်ဒီဇလန်းကိုဟောပြောတာတော့ဆိုမြတ်စွာဘုရားစီရင်ကြောင်းမှနေတဲ့ခါမှာသာသနာ့ဘုံဝင်ရောက်ပြီးတော့ယဟန်ပြုလာတဲ့ယဟန်တော်တစ်ပါးဟာ ပင်ကိုစရရဒေါသအပတန်ကြီးတယ်ထိတ်ကတဲ့ဆိုဒေါသဖြစ်တတ်တယ်ဒါကစရိုက်ဝါဒနာဆိုတာဘဝမှာပါလာတတ်တယ်စိတ်တူတတ်တဲ့လူဟာဘာပြောလိုက် ပြောလိုက်ဒေါသဖြစ်ပေါ်လာတတ်တာပေါ့အဲစိတ်ဆိုးတယ်မြဲထွက်တယ်ဒေါသဖြစ်တယ်ဆိုတာနည်းနည်းလေးပြောလိုက်လေမခံစေစိတ်နဲ့ ဒေါသဖြစ်လာတယ်အဲ့ဒါလို့စိတ်တူတာကောင်းသလားဆိုမကောင်းဘူးပေါ့စိတ်တူတာအရာရာမှာ စိတ်တူတာမကောင်းလားဆိုမကောင်းလူလောကမှာတူနဲ့တူဆက်ဆံတဲ့အခါမှာအပြောမခံပြီး စိတ်တူနေတဲ့ပုဂ္ဂိုလ်တွေဟာအမှန်တမ်းဟိုတကူဒီအထီးကျန်တဲ့သဘောမျိုးကိုရောက်စေတတ်တယ် အဲ့ဒီယဟန်တော်တပါးဟာသင်္ကန်းဝတ်တီလင်ကစားသူကနည်းနည်းလေးမှ အပြောမခံဘူးသူယင်တဲ့ကဒေါသကိုသိထိမ့်ချုပ်နိုင်စွာမရှိဘူးဘသူက ပြောလိုက် ပြောလိုက် သူမကြိုက်တာဆိုရင် ထောင်းကနေဆိုဒေါသဖြစ်တယ်အဲ့ဒါနဲ့မြတ်စွာဘုရားကအဲ့ဒီယဟန်ကို ခေါ်ပြီးတော့ဆုံးမတယ်ယဟန်ဒေါသဆိုတာ ထိန်ချုပ်ရမှာ ဖြစ်တယ်ကောဒေါနာမဝါရိတဘောကိုယ့်ရင်ထဲမှာအပြေတော်သာဖြစ်လာလို့ရှင်တားမြစ်ရမယ်ထိန်ချုပ်ရမထိန်ချုပ်ဘဲနဲ့လွတ်ထားလို့မရဘူးကောင်းတာနဲ့မကောင်းတာနှစ်ခုရှိရထင်မယ်မကောင်းတဲ့စိတ်နေသဘောထားတွေရင်ထဲဖြစ်လာလို့ရှင်ထိရမှာပဲအော် လူတွေကကိုယ့်ကိုယ်ကိုထိမှုမကြိုးစားကြဘူးအများဖြင့်သူများကိုထိမှုပဲကြိုးစားကြတယ်လူတယောက်တို့ထိမ့်သိမ်းဆောက်ရှောက်နိုင်တော့လည်းပဲကိုယ့်ရင်ထဲကအကုသိုလ်တရားတွေဖြစ်လာတာကြတော့ထိမ့်သိမ်းနိုင်စွာမရှိကြဘူးမတားမြစ်နိုင်စွာမရှိကြဘူးတားမြစ်ဖို့လည်းမကြိုးစားကြဘူးများဖြင့်အဲ့တော့အရေးကြီးတာသူများထိမ့်ချုပ်ဖို့တဲ့ကိုယ့်ကိုယ် ကိုယ်ရင်ထဲမှာဖြစ်နေတဲ့ဒေါသကိုထိန်းချုပ်နိုင်ရမယ်။အိတ်သာဆိုတဲ့ကြယ်လစီကိုလည်းထိန်းချုပ်ရမယ်။မမနာတွေလည်းထိန်းချုပ်ရမယ်။လောဘလည်းထိန်းချုပ်ရမယ်။မစ္စရိယဆိုတဲ့ကိုကျိုးစားတဲ့စိတ်ကိုလည်းထိန်းချုပ်ရမယ်။အဲ့တော့ဒီယဟန်ဟာသူ့ရဲ့အချင်းစရိုက်ကထေကနေရှိစိတ်တူတတ်တယ်။အများနဲ့နေတဲ့အခါမှာဒီအပြောမခံဘူး။ အပြောမခံလို့ဒေါသအလျောက်တုံ့ပြန်လာတယ်ဆိုလို့ရှိရင်ပြဿနာတွေကြီးကျက်ဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့လူတိုင်းလူတိုင်းဟာဒေါသကိုထိန်းချုပ်ပြီးတော့တိကံစိတ်ကိုမွေးမြူချရမှာဖြစ်တယ်